စားကလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်ဝဖြစ်အောင်ငမ်းမှာပဲဒါပေမဲ့အဲ့ဒီပမာဏစားကဲကို ရေကန်နဲ့ထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာအဲ့ဒီအခြေအနေကဘာလို့ဆိုတော့လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုတော့အခြေအနေချင်းမတူဘူးဒီလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုက်ရွယ်လေးပတ်စံရှိတဲ့လူအပြစ်ခံခြင်းမှခံရတာလေ အကြီးကဲနဲ့လူကြီးနဲ့တည်တဲ့လူအပြစ်ခံနေမှာခါပြင်မှုကျွလွန်တောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်လဲပက်ဆံရှိတဲ့လူကသူကပက်ဆံကအခြေအနေကောင်းတယ်နော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြင်မှုကလွတ်တယ်ဒါလည်းအခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ ုရုရှင်ဘုရားမို့အကုသိုလ်လုပ်မိတယ်။လုံးဝဒီအချင်းချင်းမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမာဓိပညာအချင်းချင်းကောင်းရှိရတဲ့အတိုင်းအကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူကမတူဘူး။သီလသမာဓိဆိုရင်အချင်းချင်းကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုပ်မိအောင်အဲ့ဒီအကုသိုလ်ကသူ့အတွက်မှပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတယ်ရတယ်မဟုတ် ခဏမကောင်းတာတွေကြီးတက်တက်လှုပ်တဲ့အခြေခံမကောင်းတဲ့ပုံကကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးเนาะပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံသူကျူးလွန်တာဘုရားနဲ့ပတ်သက်တဲ့လောဟိတုပါရကသံဃာနဲ့ပတ်သက်တဲ့သံဃာဘိရကလို့ဆိုတယ်ဒီပြမှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ် ဒီဝရဏနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာထိတ်ပေးတယ်ဗာပေးတယ်အာပာယီကောနေရီယီကောဒီဝတ္တတောဒီဝရက်ကအပင်ရောက်မှာပဲငေးချမှာပဲဟောငေးချမှာပဲ definitely ပြောတာအတ္တိကိသော ပြင်လို့မရတော့ဘူးပူဇာလို့မရတော့ဘူးကပ္ပထောဒီကဘာလုံးငယ်ရဲ့မှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့ ရဟန်းချုပ်ကတန်တရားဖြစ်တယ်။မြတ်စွာဘုရားကဘာလို့ဒီဥဒ္ဒကိုဒီလိုအတိအကျကြီးပြောနိုင်တာလို့ဆိုတော့မြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါ။ဒါလည်းမှတ်သားစရာတစ်ခုပဲ။မြတ်စွာဘုရားကဘလို့ရှင်းပြတော့လို့ဆိုတော့ဒီဝဋ်ထရဲ့တန်တမာတဲ့အဖျားလေးလောက်ဇာတ်ထဲမှာတော့သာမီးပြားလို့ပြောတယ်ခင်။နားလည်အောင်အဖျားကလေးအဖျားကလေးနောက်ထောက်ပြစရာနေရာကလေး အဖျားဆိုတာတည်တည်လေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြစေရနေရာလေးမှာတောင်ကုသူဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒီလောက်မကြံလို့ငါဗျာဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစေရကုသူလေးချမ်းနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒီဝရမှာကုသူတွေလုံးဝကုံသွားတဲ့ဒိဗေမျိုးမျက်စုံပြပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငဲကြမှာလို့အတိအကျပြောရတယ် ဉာဏ်တဲ့ပုဂ္ဂိုလ်တွေငရဲကြမယ်လို့ဒီကြပြောလို့မရဘူး။မြတ်စွာဘုရားရဲ့ဒေသနာတော်ကအစ်ဟောပုံရင်းမတူဘူး။မြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့အနိက္ခန္ဒနန္ဒဗုဒ္ဓကြီးကဟောတယ်။ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငရဲကြတယ်လို့ဒီလိုဟောတယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးဟောပုံရှင်တခုတူမတူစဉ်းစားကြည့်သူဟောတာက ပါဏတိပါဒလုတ်သူအလုံးဒီငရေ၌ဖြစ်ဖြစ်သည်ငရေကြသည်ဒီလိုဟောတယ်နေကဏဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏတိပါဒောနိရယသံဝတ္တိကောပါဏတိပါဒအမှုသည်ငရေ၌ဖြစ်စေနိုင်တယ်ခြင်းမှုကိုပြောရတာငရေမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရေကြမယ်လို့ ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတင်ချောင်းကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော်သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှဆိုတာဒေဝရတ်တယောက်ပဲပြော အဲ့ဒီမှာသင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နည်းတွေရှိတယ်ကုသိုလ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတာကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိုးရိမ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးဘာလို့อ่ะကိုလုံးတဲ့အလုပ်ကမကောင်းဘူးလို့သိရတယ်နံပါတ်1မားတယ်လို့ပြီး မားတယ်လို့မြင်ပြီးတော့မားချောင်းဖွင့်ဟကိုမိတ်ဆွေတွေဖြစ်စီဆရာထာမဖြစ်စီမားချောင်းဝန်ခံပြီးတော့အဲ့ဒီအမားမျိုးနောက်ထပ်မမအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်ရအဲ့ဒါဆိုရင်ဒီကံကလွတ်တော်မှာသိကြဒါပဲဖြစ်တာမဟုတ်ဘူးကံကလွတ်တဲ့နေပြောတာနော်ကံကလွတ်တဲ့နေ န်းဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်။ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်။အခြေအနေကောင်းတွေမှာရှိနေတဲ့ပုံကဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူး။မြတ်စွာဘုရားကလောနာကပန္နလတုံမှာစာအိုးနဲ့စာခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်တယ်